ားလုံးမဲ့မင်္ဂလာပါချဲတို့ဇစ်ပါစီးရီးရဲ့ပထမအဆုံးအနေနဲ့ Invisible Zipper လို့ခေါ်တဲ့ဇစ်ပြောက်တန်လေးကိုပထမအဆုံးသင်ပေးပါမယ်။ ောက်တက်နီလေးကိုစက္ကပ်ဘောင်းမီနဲ့ဂါဝင်နေမှာအသုံးများပါတယ်။ချဲတို့ဇပြောက်လေးတက်ဖို့အတွက်15လက်မနဲ့10လက်မရှိတဲ့ပိတ်စလေးနှစ်ချက်ကို ကြိုပြီးတော့ပြင်ထားမယ်။ဒီသားလို့ရှိရင်ပိစားရဲ့မှလားဖတ်မှာအခုလို့လေမာကင်လေးမှတ်လိုက်ကြမယ်နော် တို့လိုအပ်တဲ့ပစ္စည်းတွေကတော့ဇစ်ပြောက်တစ်ချောင်းလိုမယ်ပြီးသားလို့ရှိရင်ခြေတို့ဇစ်ပြောက်ပြီးပေါ့နော်အဲ့ဒီမှာခြေတို့တန်ပြီးသုံးချင်လဲရတယ်ပြီးသားလို့ရှိရင်ခြေတို့ကော်ပီလေးသုံးချင်လဲရပါတယ်ဆဲကမာတဲ့အတွက်ကြောင့်မလို့ ဇစ်တက်မဲ့နေရာမှာအချေတို့နိုင်နေလေးကပ်ပေးရမယ်ပေါ့နော်အဲ့ဒီအတွက်ကိုချေတို့1.5စင်တီမီတာရှိတဲ့နိုင်နေလေးကိုသုံးပါမယ်အရှိရတော့ချေတို့ဈေးရဲ့အရှိနဲ့တူတူပဲဖြတ်လို့ရတယ်ပေါ့နော်ရှင်ရင်ခြေတို့နပတ်ပြားပါတခါလဲတက်ပြားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နပတ်ပြားလေးနှစ်ချက်ညှက်ထားမယ်ပြီးသွားလို့ရှင်ရင်စက်ခုလိုင်းလေးနှစ်ချက်ပါကြိုပြီးတော့ညှက်ထားမယ် တကယ်လို့ခြေဝကော်ပိတ်ကတ်တဲ့ပိဆာကိုသုံးမယ်ဆိုရင်တော့စက်ခုလိုက်နဲ့30ရာမလိုပါဘူး chair ကိုမီးဘူးလေးတိုက်ပြီးသားလို့ရှင်ရင်အခုဒီမှာဈေးလေးကို chair ကိုယူလိုက်မယ်ယူပြီးသားလို့ရှင်ရင်ဈေးရဲ့ထိတ်မှာစစ်ကောင်းထိတ်ပေါ့နော်အဲ့နာမှာ chair ကိုကော်လေးရှိတယ်ပေါ့နော်အဲ့အလေးကို chair ကိုပုံမှန်ပြားထားတဲ့အတိုင်းလေးခောက်လိုက်မယ်ခောက်ပြီးသားလို့ရှင်ရင် chair ကို marking လေးမှတ်ပေးပါမှတ်ခဲလေးနဲ့ marking လေးမှတ်လိုက်မယ် ီသားလို့ရှိရင်ဈေးရဲ့အောက်ခြေအားနဲ့အပေါ်ကို5 cm တက်ပြီးတော့အခုချက်ပြထားတယ်လို့လေ marking လေးမှတ်ပေးပါဟုတ်ပြီပြီးသားလို့ရှိရင်ခြေတို့ဘာလို့မလဲဆိုတော့ခြေကူပြတဲ့အတိုင်းလေးပဲဓာတ်ဆက်လေးအရင်ကြိုးပြီးတော့လိုက်မယ် ပြီးသားလို့ရှိရင်နှစ်ခုကိုအနာချင်းထပ်ပြီးတော့ပူလိုက်မယ်။ပူပြီးသားလို့ရှိရင်ဘယ်လိုလေးပူမလဲဆိုတော့ခြေလို့ရဲ့ထိတ်မှာနော်ဝမ်စီယံချုပ်စာလေးကအများအားန်းရှိပြီးသားပေါ့နော်။ခြေလို့ချုပ်စာလေးဝမ်စီယံကရှိတယ်။အဲဒီချုပ်စာလေးကိုခြေမြင်အောင်လို့မာကင်လေးမှတ်ပေးလိုက်မယ်နော်။ Okay ဟုတ်ပြီ။အဲဒီနေရာလေးနဲ့ခြေလို့ခုနကမှတ်ထားတဲ့အမှတ်လေးနဲ့ကိုတဒန်းထဲလေးခြေလို့သွားပြီးတော့တင်လိုက်မယ်။ ဟုတ်ပါပြီအဲ့ဒီနေရာနဲ့မချဲကိုအခုအောက်ထိလေးချဲချသွားမယ်ပြီးသားလို့ရှိရင်ဘယ်ထိမှတ်မလဲဆိုရင်ချဲတို့5 cm တက်ပြီးတော့မှတ်ထားတဲ့မာကင်နာအနားလေးထိကိုမှတ်ပေးမယ်ပေါ့နော် ပြီးတော့ရင်လေခြေရောအဲ့ဒီနေရာအထိကိုခြေအကျဲလေးချုပ်လာမှာပေါ့နော်ပြီးတော့ရင်ခြေရောအဲ့ဒီနေရာအထိကိုပဲအဲဟိုပါပေါ့အကျဲနှင်းထားတဲ့ဟာလေးကိုခြေရောဖြုတ်သွားမှာပေါ့နော်အဲ့တော့အခုခြေပုံမှန်ပြထားတဲ့အတိုင်းလေးပဲခြေကိုခြေအကျဲလေးနှင်းမယ်ပြီးသွားလို့ရှင်အခုပြထားအတိုင်းလေးပဲခြေတုပ်ပြီးတော့အောက်ကိုပုံမှန်အတိုင်းချုပ်သွားမယ်ပြီးသွားလို့ရှင်ဓားဇက်လိုက်မယ်မိဘခွဲတိုင်မယ်ပေါ့နော်ပြသလို့ရှိရင် ခြေတို့ချုပ်တာလေးကြည်ရအောင် ဟုတ်ပြီအဲ့မှာမာကင်လေးပြထားတဲ့အတိုင်းလေးပဲတညီသေးလေးထားပြီးတော့ချက်ကိုအဲ့ဒီအတိုင်းလေးဘီလေးနဲ့ကတ်ပြီးတော့တေချလေးချုပ်သွားပေးမယ်ဘယ်တိချုံလဲဆိုလို့ရှိရင် Chero 5cm ဆိုပြီး market မှာထားတဲ့အမှတ်လေးရှိတယ်အထက်နည်းနည်းကြော်ရင်ရပြီပေါ့နော်ဒီဘက်ချမ်းကိုလည်းအဲ့ဒီပုံစံလေးတိုင်းလေးပဲချဲကိုချုပ်သွားပေးမယ် ဘီလေးနဲ့ကပ်ပြီးတော့ချုပ်သွားပေးမယ်။ချုပ်ပြီးသားလို့ရှိရင်ခြေတို့ခုနကအကျဲနင်းထားတဲ့ဟာလေးကိုဘယ်ထိဟိုဟာဖြုတ်လိုက်မလဲဆိုရင် Fancy and Market မှတ်ထားတဲ့အမှတ်နာလေးကြီးကိုဖြုတ်လိုက်မယ်ပေါ့နော်။ခြေတို့တက်ကင်လေးချီတုပ်ထားတဲ့နေရာနာလေးကြီးကိုခြေကိုဖြုတ်လိုက်မယ်နော်။ Okay ဟုတ်ပြီအဲ့ပေးသားလို့ရှင်ခြေတို့ဇေပြောက်တက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဇေပြောက်ပြီလေလဲလိုက်ကြမယ်နော် စစ်ပြောက်ပြီလေလဲပြရနဲ့ခုနကချဲတို့ဖြုတ်ထားလဲဖြုတ်ပြီးွားပြီဆိုတော့အဲ့ဒီပုံမှန်ပြန်ထားတဲ့အတိုင်းလေးပဲလက်ကလေးနဲ့ဇီလေးကိုလှမ်းလှမ်းပြီးတော့ချဲကိုတတ်သွားပေးမယ်။ဘယ်ထိတတ်သွားမလဲဆိုရင်ချဲတို့ 5cm market မှတ်ထားတဲ့အမှတ်ထက်နည်းနည်းလေးကျော်ရင်ရပြီ။ချီတုပ်လဲရတယ်ချီမတုပ်ချင်လဲရတယ်နော်။

ဲ့ဒါလေးပြီးသားလို့ရှင် ခြေကူပုံမှာပြထားတဲ့အတိုင်းလေးပဲစစ်လေးကိုဆွဲထုတ်ပြီးလို့ရှင်ခြေကစစ်တက်တာလေးပြီးသားပြီပေါ့နော်။ Okay စစ်တက်ပြီးသားလို့ရှင်ခြေကိုနဘက်ပြားလေးသွားကြမယ်။အဲ့တော့ချဲကိုနဘက်ပြားလေးကိုအဲ့အခုချဲပြားတဲ့အတိုင်းလေးပဲပေါ့နော်ဒီဘက်ဆွန်မှာသုံးလက်မဝင်ကျင်တော့လေးခြံပြီးတော့ထားခဲ့မယ်အခုအိမ်နာထီပဲချုပ်သွားမယ်ပေါ့နော်အဲ့တော့စပြီးတော့ချဲလိုချုပ်မယ်အကုန်မချုပ်ဘူးနော်ချဲပြားထားတဲ့မာကင်သားလေးရတယ်ပဲချုပ်မှာနော် င်လေးနော်သုံးသမားလောက်ခြံပြီးတော့ထားတယ်မာကင်သားလေးကြီးပဲချုပ်မယ်ပြီးသားလို့ရှိရင်အခုချက်ပြတ်တယ်လို့လေးလုပ်မယ်နော် ီလိုလေးမှောက်လိုက်ပါမှောက်ပြီးသားလို့ရှိရင်အပြင်ရောခြေတော့ဟာဇက်တက်ဖို့အတွက်ချုပ်စာ1.5ထုတ်ခဲ့လို့ရှိရင်အခုဒီမှာမှလည်းနောက်ကို1.5 cm လေးထုတ်ပြီးတော့ရွှေ့လိုက်မယ်တကယ်လို့ကဘာချုပ်စာ1 cm ပဲထားမယ်ဆိုရင်တော့1 cm လေးနောက်ကိုဆုပ်ပေးရမယ်နော် Okay ဒီမှာတော့ကျန်ချုပ်စာ1.5ထားတဲ့အတွက်ကြောင့်မလို့1.5 cm လေးနောက်ကိုဆုပ်လိုက်တယ်ပြီးသားလို့ရှိရင်အခုပုံမှန်ပြထားတဲ့အတိုင်းလေးပဲဇက်ကို B လေးနဲ့ကတ်ပြီးတော့အခုဒီမှာပြထားတဲ့အတိုင်းလေးပဲပြီးတဲ့ပြားနင်းချလိုက်တယ် ဟုတ်ပြီနင်းပြီးသားလို့ရှိရင်အဲဒီထုတ်ထားတဲ့ဟာလေးကိုခြေကိုအခုဒီမှာပုံမှန်ပြထားတဲ့အတိုင်းလေးခြေကိုညှက်ထုတ်မယ်ပြီးသားလို့ရှိရင်အခုခြေပြားတဲ့အတိုင်းလေးချိုးချလိုက်မယ်နော်ချိုးပြီးတော့အခုခြေပြားတဲ့အတိုင်းလေးပဲနင်းပေးပါဘယ်ထိနင်းလဲဆိုရင်ခုနခြေတို့ခြံထားခဲ့တဲ့နေရာနာအထိပြန်ပြီးတော့ဖိပြီးနင်းလိုက်မှာပေါ့နော်ပြီးတိုင်းခြေတို့နည်းနည်းလေးညီအောင်လို့ညှက်ထုတ်လိုက်မယ်ပြီးတိုင်းကကြီးလေးတောင်းမယ် ပြီးသားလို့ရှိရင်အခုပုံမှန်ပြထားတဲ့အတိုင်းနဲ့အလှချောင်းလေးပြန်ပြီးတော့ဖြည့်မယ်ဒါရေကိုချဲချိုးပြတဲ့အတိုင်းလေးသိချာကြည့်မယ်နော်။ဟုတ်ပြီအဲ့လိုလေးလုပ်ပြီးသားလို့ရှင်ချဲကိုဒီလိုလေးနှမ်းလိုက်မယ်။အဲဆိုရင်အရန်လာတဲ့စပြောက်တက်နီးလေးရမယ်ပေါ့နော်။ညင်နေနော်အရန်လာပါတယ်အဲ့အတည်းကဟုတ်ပြီဟိုဘက်ချမ်းကိုလည်းအခုပုံမှန်ပထမခုနပုံစံအတိုင်းလေးပဲချဲကိုလုပ်ပေးပါ။ လိုလေအိုက်နေရအမှန်နော်အဲ့အိုက်နေရလေအခုချက်ပြတယ်လို့လေးယူပြီးတော့ခောက်သွားမယ်โอเคဟုတ်ပြီအဲ့လိုလေးခောက်ပြီးသွားတော့မှချက်ကိုဘာလုပ်မလဲဆိုတော့ခੁနာကချုပ်ရထားတဲ့နေရာနားကနေပြန်ပြီးတော့ဆက်ဆက်ချုပ်မယ်ပေါ့နော် ပြီးတိုင်းချဲကိုနည်းနည်းလေးညှက်ထုတ်မယ်ခုနအတိုင်းလေးပဲကကြီးလေးတောင်းမယ်ပြီးရင်အလှအောင်းလေးတစ်ချောင်းဖြီးမယ်အားဆိုရင်ခြေကိုလှန်လိုက်လို့ရှိရင်အခုဒီလိုလေးရသွားပြီပေါ့နော်။ Okay ဟုတ်ပြီ။အားဆိုရင်ခြေတို့ဒီမှာအရန်လာတဲ့ဈေးပြောက်တက်နေလေးရသွားပြီ။ အားလုံးပဲလေ့ကျင့်ကြနော်ပညာရမယ်လို့မျှော်လင့်ပါတယ်